table on the table အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးရကြတော့လေအရန်အသုံးပြပြီးတော့ဗောနော်အတိတ်ပဲလေးနည်းနည်းလေးကြွေးပြတတ်တဲ့ at the table on the table okay အဲ့ဒီနှစ်ခုရဲ့ကြွေးပြချက်လေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်အရင်ဆုံးကျွန်တော်တို့ at the table okay သူရအတိတ်ပဲလေးရကြတော့ကျွန်တော်တို့ဇပွဲပုံဘေးမှာဒါမှမဟုတ်ဇပွဲမှာဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ရှင်သူကကြတော့လေကျွန်တော်တို့ထားပါတော့ဇပွဲပုံဘေးမှာဇပွဲမှာဗောနော်များသောအားဖြင့်အစားစားဖို့အလုံးလုံးဖို့ဒါမှမဟုတ်တွေးဆမှု ဘောနော်အဲ့ဒီအနေနဲ့ကျွန်တော်တို့ဇွဲကုံမီမှာရောက်နေတယ်ဆိုတော့ရှိနေတယ်ဆိုတဲ့ပုံစံဖြစ်ပါတယ်ရှင့်။သူကတော့ရွှေချက်တစ်ခုခုအတွက်ပေါ့နော်ကျွန်တော်တို့ဇွဲကုံမှာရောက်နေတယ်ဆိုတဲ့ပုံစံဖြစ်ပါတယ်နော်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဥမာအနေနဲ့ဆိုလို့ရှိရင် we are sitting at the table for dinner ။ငါတို့ညတာစားဖို့ဇွဲကုံမီမှာထိုင်နေကြတယ်တဲ့။ Okay အဲ့တော့နောက်ဥမာအနေနဲ့ဆိုလို့ရှိရင် she is waiting at the table with her laptop ။သူမကသူမရဲ့ laptop နဲ့ပေါ့နော်ဇွဲကုံမှာလှုပ်လှုပ်စောင့်နေတယ်။ Okay နော်။ နောက်ဥမာအနေနဲ့ဆိုလို့ရှိရင် they discussed the product at the table သူတို့တွေကလေဇပွဲမှာ ထုတ်ပုံချောင်းကိုတွေ့ဆုံပြီးတော့ဆွေးနွေးခဲ့ကြတယ်ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့ on the table โอเค तू ก็တော့ရှင်းมาได้ရှင်းအဓိပ္ပာယ်လေးကကျွန်တော်ဇွဲပုံပေါ်မှာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ तू ကတော့ကျွန်တော်တို့တခုခုကပေါ့နော်ဇွဲပုံမြင်တဲ့ပြင်ပေါ်မှာဘောနော်ကျွန်တော်တို့ရှိတာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်။အဓိပ္ပာယ်ကတော့ကျွန်တော်ဇွဲပုံပေါ်မှာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရှင်း။โอเคဥမာနေဆိုလို့ရှင်ရင် the keys are on the table တော့တွေကဇဝဲကုန်ပေါ်မှာပါတဲ့။နာဦးမနဲ့ဆိုလို့ရှိရင် she put her back on the table သူမကသူမရဲ့အိမ်ကိုဇဝဲကုန်ပေါ်တင်လိုက်တယ်တဲ့။ဟုတ်ပြီနော်အဲ့တော့ on the table ရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်ဇဝဲပုံမျက်နှာပြင်ပေါ်မှာဇဝဲကုန်ပေါ်မှာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်။ Okay အားလုံးမရှင်းသွားပြီထင်ပါတယ်ရှင့်။ကျေးဇူးများပြင်ပါတယ်ရှင့်။